သူဟာ Apple ကနေအလုပ်ထုတ်ခင်ရတဲ့သူတငယ်ချင်းဖြစ်သူကိုဒေါ်လာ9000ရတာကို900ရပါတယ်ဆိုပြီးဒေါ်လာ350ပေးပြီးချင်းထည့်ခဲ့တဲ့သူเจ้ามาตังเงินจิไม่ရှိเสียอะไรกูปฏิญญาชาโลเจ้าท้องขันหาได้ตูตูกลิ้งไม่หอบบ่สู้บีคลีนแหนเมเนกุนดาดีถึงแก่ได้ตูดีโลขัดแก่ได้บัวก็นี่จำเป็นบ่มาไอ้กุบลิ้งนี่ยองมาทําซ่าได้ตูก็ยะนี่เคจนเราเนี่ยละแท้มาชี้นี่ได้ไอโฟนโหลမျိုးกระบาจี้กูเปียงแล้สีเมดีเทรนมูฤเนี่ย အောင်မြင်ခဲ့တဲ့သူစတီဗ်ကြော့ကြောင့်ပြည်စုံကိုတေးစိတ်ကျွန်တော်ပြောပြပေးပါမယ်။1955ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့မှာကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုမြို့မှာစီတော့ဆိုတဲ့ကလေးတယောက်ကိုမွေးဖွားခဲ့ပါတယ်။ဒါမဲ့သူ့ရဲ့ကံကြမ္မာကအစာရေကအနေငယ်ကွဲထွက်နေခဲ့ပါတယ်။သူ့ကိုမွေးဖွားရမိပါတွေကအသက်23နှစ်ပဲရှိသေးတဲ့ဘွဲရတက္ကသိုလ်ကျောင်းသားတွေပါ အဲဒီအချိန်ကလူတိုင်းဝိုင်းရဲ့အမြင်နဲ့ဆိုရင် မင်္ဂလာမဆောင်ပဲကလင်းမိတာကိုအဆက်ကွဲစရာဖြစ်မြင်ကြပါရယ်။ဒါကြောင့်သူတို့ကလွန်နာကျင်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ရပါရယ်။ကလင်းငယ်ကိုမွေးစားဖို့ပေးရလိုက်ရပါရယ်။သူတို့မသိခဲ့တာကသူတို့ဆုံးလွှတ်လိုက်တဲ့ကလေးကနောက်တစ်ချိန်မှာကဘာကြီးကို ပြောင်းလဲပြစ်မဲ့သူဖြစ်လာမယ်ဆိုတာပါပဲ။နောက်တော့ Paul John နဲ့ Claire Jones ဆိုတဲ့မိဘအရင်းတွေလိုချစ်မြတ်တာပေးစပ်နိုင်တဲ့ရှိတဲ့မိသားစုတစုက Steve Jobs ကိုလက်ခံမွေးစားခဲ့ကြပါဗျ။ ပေါ်ကစက်ပင်သမားတယောက်ဖြစ်ပြီးတော့ကလာကစီရင်ကင်တယောက်ဖြစ်ပါတယ်။သူတို့ကချမ်းသာကြွယ်ဝတဲ့သူတွေတော့မဟုတ်ပါဘူး။ဒါပေမဲ့နှလုံးသားကြီးမားတဲ့သူတွေပါ။သူတို့ကစတီကိုတက္ကသိုလ်ပို့ပေးမယ်ဆိုတဲ့ဂရီတစ်ခု ပေးထားခဲ့ပါတယ်။ဒီဂရီကနောက်တစ်ချိန်မှာစတီရဲ့ဘဝအတွက်အလွန်ရေးပါတဲ့အလင်းရောင်ဖြစ်လာခဲ့ပါတယ်။1962ခုနှစ်မှာမိသားစုကကယ်လီဖိုးနီးယားပြည်နယ်မောင်တိန်ဗျူးကိုပြောင်းရွှေ့ခဲ့ပါတယ်။ဒါဟာအလွန်ရေးပါတဲ့အပြောင်းအရွှေ့ပါ။ အကြောင်းကတော့ဒီနေရာကမချာမင်စီလင်ကွန်ဗဲလီလို့ကဘာကတိလာမယ်နိပညာထွန်ကားရဒေတာဖြစ်လာတော့မှာပါအဲဒီအချိန်မှာရေဒီယိုရုံမြင်သံကြားစတူဒီယိုအပြင်စောပိုင်းကွန်ပျူတာတွေကပါပေါ်ထွက်စာပြုလာနေပါပြီစတီရဲ့ဖခင်ပေါ်ဂျော်ကကားပြင်နာကို ရန်ဝါဒနာပါလက်မှုပညာကျွမ်းကျင်သူတယောက်ပါသူကတားဖြစ်သူစတီတွေဂိုဒေါင်ထဲမှာအလုပ်ကုန်လေးတခုတိစောက်ပေးခဲ့ပါတယ်တားဖြစ်သူကိုလက်နဲ့လှုပ်လို့ရတယ်လက်မှုပညာကိုလွှဲပြောင်းပေးခြင်းခဲ့တာပါဒါပေမဲ့စတီကပုံမှန်ကလေးတွေတဲ့ ပွဲထွက်နေခဲ့ပါတယ်။ကျော်ဟာအเจ้าမှာတန်းမတ်တငယ်ချင်းနေရှားပါပြီးပုံမှန်စာသင်ခန်းထဲမှာအဆင်မပြေခဲ့ပါဘူး။ဆရာဆရာမတွေကမနာကန္နာနဲ့မကြာခဏပြဿနာရှားတာတွေကြောင့်ကြောက်ထုတ်ခံရတာတွေရှိခဲ့ပါတယ်။ဒါပေမဲ့စတုဒ္ဒတန်းမှာသူ့ဘဝကို ပြောင်းလဲပေးမယ်ဆရာမတယောက်ပေါ်ထွက်လာခဲ့ပါတယ်။ဆရာမကစတီရဲ့အခြေအနေကိုနားလဲပြီးတည်ရင်မှုအပေါ်စိတ်ရန်ထက်သာလာအောင်လှုပ်ဆော်ပေးခဲ့ပါတယ်။ဒီဝဘုတ်ကိုပြီးအောင်လုပ်ရင်9ဒေါ်လာပေးမယ်ဆိုတဲ့ကလေးလေးကစတီးရဲ့အတွင်းမြင်ကိုပြောင်းလဲစေခဲ့ပါဗျ။ ူကအဲ့ဒီနေ့မှာအတော်လေးစူးစမ်းတင်ယူခဲ့လို့သူ့ကိုဆရာတွေကတော့နှစ်တန်းခုံပြီးဂျူနီယာဟိုက်ကိုတက်ခိုင်းကြပါတယ်။ဒါပေမဲ့သူ့ရဲ့မိဘတွေကတော့ဒီအကြံကိုပညာရှိစွာညှင်းဆိုခဲ့ကြပါတယ်။ဒါပေမဲ့စတီးရဲ့စိန်ခေါ်မှုတွေကအဲ့ဒီမှာမပြီးခဲ့ပါဘူး။သူကခရစ်တန်တဲမစ်တဲစကူးမှာစတမတန်းကိုတက်ရတဲ့အခါအနိုင်ကျင့်ခံရပါတယ်။စာသင်ခန်းထဲမှာစင်ပြေတာတွေလည်းပေါ်လာတော့စိတ်ပီစီးမှုအယံမြန်းလာခဲ့ပါတယ်။နောက်ဆုံးမှာတော့စတီကမိဘတွေကိုဒီចောင်းကနေငါ့ကိုရွှေပေးပါမဟုတ်ရင်ငါចောင်းထွက်မယ်လို့ပြောလိုက်ပါတယ် မိဘတွေကသူတို့ရဲ့စုဆောင်းထားတဲ့ပတ်စံတွေအားလုံးကိုတုံးပြီးတော့အိမ်သစ်တစ်လုံးဝယ်ယူခဲ့ပါတယ်။ Chris Drive Los Otros California မှာရှိတဲ့အိမ်မှာဒီအိမ်ကနောက်မှာ Apple ရဲ့မွေးရမြေဖြစ်လာမှာပါ။သူက Jupiter Junior High မှာစတက်ခဲ့ပြီးတော့အဲ့ဒီမှာ B Fernandez ဆိုတဲ့တငယ်ချင်းနဲ့တွေ့ဆုံခဲ့ပါတယ်။ချားကလေးတွေကစတီကိုထူးဆန်းတယ်လို့တော့ထင်ကြတော့သူ့ကိုမကြိုက်ကြဘူး။ငါကသူ့ရဲ့တငယ်ချင်းနည်းနည်းတွေကတယောက်ပါဆိုပြီးတော့ Fernandez ကပြောခဲ့ပါတယ်။ သူကဂျော့ကိုစတီဗ်ဟော်နီယက်ဆိုတဲ့ကွန်ပျူတာကျွမ်းကျင်သူတယောက်နဲ့မိတ်ဆက်ပေးခဲ့ပါတယ်ကျော်ကတယောက်တည်းလောက်ကန်ရတာကိုကြိုင်နေတဲ့သူဖြစ်ပြီးတော့အသင်းဖွဲ့ကစားနည်းတွေကိုလုံးဝမကြိုက်ပါဘူး။သူ့ရဲ့အချိန်အများကြီးကိုသူ့ရဲ့အိမ်ကြီးချင်းပြီးလဲပကတ်မှာအလုံးလုံးသူတယောက်ရဲ့ workshop မှာအကုန်ဆုံးစီခဲ့ပါရယ်။အထက်တန်းကျောင်းတက်နေစဉ်မှာကျော်ဟာဟီးလဲပတန်းမှာနေရာဒီအလုပ်တင်ဖြစ်လောက်ကန်ခွင့်ရရှိခဲ့ပါရယ်။ အင်ဂျင်နီယာတွေကထုတ်ကုန်သစ်တွေကိုပြသတာကိုတွေ့ခဲ့ရပါတယ်။ပွဲတွေမှာကွန်ပျူတာတွေကိုပထမဆုံးတွေ့ခဲ့ရပြီးတော့သူ့ရဲ့အသက်၁၂နှစ်အရွယ်မှာပဲကွန်ပျူတာနဲ့အလုပ်လုပ်ချင်တဲ့ဆန္ဒကိုအခိုင်အမာ ဖြစ်ပေါ်စေခဲ့ပါတယ်။ထဲတန်းကျောင်းတက်တဲ့စင်မာစတီဟာ Homestead High School ကိုတက်ရောက်ခဲ့ပါတယ်။အဲဒီကျောင်းက Silicon Valley နဲ့အရင်းနှီးတဲ့အတွက်နီးပြလင်းလာလောကနဲ့ဆက်ဆက်မှုအများကြီးရှိခဲ့ပါတယ်။ကျော်ဟာကွန်ပျူတာနဲ့အမှုပညာစာပေနှမျိုးလုံးကိုစိတ်ဝင်စားလာခဲ့ပါတယ်။သူရဲ့အကောင်းဆုံးတံငယ်ချင်းတွေကတော့ C Warnings နိဝိညာပညာရှင်လည်းခရစ်စတန်ဘရင်နန်သူ့ရဲ့ပထမအမှုဆုံးရည်စားအနုပညာသမားလို့ဖြစ်ပါတယ်။ဆက်စမ်းကြောင်းပြီးတဲ့နောက်မှာဂျော့ကဟီးလက်ပကတ်မှာလက်ဂျာရီနဲ့တက်နေခဲ့ပါတယ်။သူ့ရဲ့ရေစမ်းတတိကလည်းတော်တော်လေးကိုထင်ရှားပါတယ်။ဆက်စမ်းကြောင်းတက်နေတော့ကဂျော့ကဟီးလက်ပကတ်ကိုတိုက်ရိုက်ဖုံးခေါ်ပြီးဝီလျံဟီးလက်ကိုယ်တိုင်ကို class project အတွက်လိုအပ်တဲ့အစိတ်ပိုင်းတွေကိုတောင်းခဲ့ပါတယ်။ဟီးလက်ကသူ့ရဲ့ရင်းမှုနဲ့အရေးချင်းကိုမြင်ပြီးတော့အစိတ်ပိုင်းတွေပေးရုံသာမက နေရာဒီအလုပ်တင်တစ်ခုကိုပါပေးရခဲ့ပါတယ်။ ယောဂအဲ့ဒီတွေ့ကြုံတွေကိုကျွန်တော်ကောင်းငင်ဖို့ရောက်နေတယ်လို့ပဲလို့တော့ပြောခဲ့ဘူးပါတယ်။ပေါ်နေခရာကျော်တို့ကစတီဗ်ကိုမွေးစားတော့ကတက္ကသိုလ်ပို့ပေးမယ်ဆိုပြီးတော့ကတိပေးခဲ့ပါတယ်။သူတို့ကကြိုးစားပြီးပတ်စံဆူတောင်းခဲ့ပါတယ်။ပတ်စံအများကြီးမဟုတ်ပေမဲ့လုံလောက်တော့ရှိခဲ့ပါတယ်။ဒါမဲ့ယောဂရဲ့ဒီနေ့ကိုလူရှိရာလှုပ်တက်တဲ့သူဖြစ်လာခဲ့ပါပြီ။ပရမာဆုံးသူကကောလိလုံးဝမတက်ဖို့စဉ်းစားခဲ့ပါတယ်။နောက်မှမိဘတွေကတွန်းမိုးတဲ့အခါသူကအသွေးဝိုက်တဲ့နီးနဲ့တုတ်ပြန်ခဲ့ပါတယ်။ သူကလွတ်လပ်တဲ့ပညာရေးကိုလိုလားပြီးတော့ကယ်လီဖိုးနီးယားဘာကလေးမှာရှိတဲ့ Warnies နဲ့မတူပဲပို့ပြီးအမှုပညာဆက်ဆံဖြစ်တဲ့ Oregon ပြည်မှာရှိတဲ့ကုန်ကျစရိတ်ရမ်းမြင့်မာတဲ့ Rick Collie ကိုတက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူရဲ့မိဘတွေကကုန်ကျစရိတ်များတာကိုစိုးရိမ်ပေမဲ့ Jogger Rick ကိုမတက်ရရင်ဘယ်မှမတက်ဘူးလို့အခိုင်အမာပြောခဲ့တာကြောင့်မိဘတွေက live show ခဲ့ရပါတယ်။ Rick မှာ physics နဲ့ philosophy ကိုလေ့လာခဲ့ပေမဲ့ Jog ကိုမဖြစ်မနေတက်ရမယ့် class တွေကပြင်းစီခဲ့ပါတယ်။ဒါနဲ့သူက college ကနေထွက်ခဲ့ပါတယ်။ ဒါမဲ့သူစိတ်ဝင်စားတဲ့ calligraphy class ကိုတော့ဆက်တက်ခဲ့ပါတယ်။အဲဒီချိန်မှာဒီလောက်ကအသုံးမချဘူးလို့ထင်ရပေမဲ့နှစ်ပေါင်းများစွာအကြာမှာတော့ Jo ကစတန်ဖို့မှာပြောခဲ့ပါတယ်။ကေဝေးကျွန်တော်အဲဒီ calligraphy class ကိုမတက်ခဲ့ဘူးဆိုရင် Mac computer တွေမှာဒီလိုလှပတဲ့ပေါက်တွေဘတော်မှရှိမှာမဟုတ်ဘူးလို့လည်းပြောခဲ့ပါတယ်။ဒါကဘဝရဲ့အမှတ်မထင်တွေးဆမှုတွေကဘယ်လောက်ထိရေးပါလဲဆိုတာကိုတော့ပြသခဲ့တာဖြစ်ပါတယ်။ College ထွက်ပြီးတဲ့နောက်မှာ Jo ရဲ့ဘဝကပုံမှန်ကျန်တဲ့လာခဲ့ပါတယ်။သူကတငယ်ချင်းတွေနဲ့အတူကျမ်းမြင့်ပေါ်မှာအိတ်ခဲ့ရတယ်။ ကုတ်ပလင်းတွေကိုပြင်ရောင်းပြီးထမင်းဝယ်စားခဲ့ရတယ်။တခါတလေဖျားเจ้าနေမှာအခမဲ့အစားအသောက်တွေနဲ့ဘဝကိုအသက်ဆက်ခဲ့ရတယ်။ဒီလိုအခြေအနေတွေကဂျော့ကိုရိုးရှင်းခြင်းရဲ့တန်ဖိုးကိုသင်ပေးခဲ့တာပါ။အဲဒီအချိန်မှာဂျော့နဲ့ဝေါ်နီယက်စ်တို့က Blue Box ဆိုတဲ့အရာတစ်ခုကိုတီထွင်ခဲ့ကြပါတယ်။ဒါကအခမဲ့ဖုံးစုံနိုင်အောင်လုပ်ပြီးတဲ့ဆက်ပါ။သူတို့ကဒါကိုလှုပ်ဝက်စာရောင်းခဲ့ကြပြီးရဲရင်နဲ့တွင်းမိလူနီးပါဖြစ်သွားပေမဲ့ဒေါ်လာ6000လောက်ရရှိခဲ့ပါတယ်။ဂျော့ကနောက်ပိုင်းမှာပြောခဲ့တယ်ဘလူးဘောက်မရှိရင် Apple လည်းဘယ်တော့မှမရှိခဲ့ဘူး။ ငါတို့ကကြီးမားတဲ့ကုမ္ပဏီကိုအနိုင်ယူနိုင်တယ်ဆိုတာကိုသိယူခဲ့တယ်လို့ပြောခဲ့ပါတယ်1983ခုနှစ်မှာ Warnies ကပေါင်ဂင်ကိုကိုယ်တိုင်ဒီဇိုင်းဆွဲခဲ့ပြီးတော့ Jog ကဒါကို Tari ကုမ္ပဏီကိုယူသွားပြခဲ့ပါတယ် Tari က Jog ကို Technician အဖြစ်လုပ်ခန့်ခဲ့ပါတယ် Joga Atari မှာအလုံးလုံးရင်အိန္ဒိယကိုသွားဖို့ပတ်စံစုဆောင်ခဲ့ပါတယ်။အဲဒီမှာသူက9လကြာနေထိုင်ပြီးစိတ်ဝိညာဉ်တွေရှာဖွေခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာသူ့ကို institution ရဲ့အလေးပါပုံကိုတင်ပေးခဲ့ပြီးတော့သူ့ရဲ့အနာဂတ်အလုပ်ပေါ်ကြီးမားတဲ့တက်ရောက်မှုကိုပေးခဲ့ပါတယ်သူကနီကလိုရီဘာဘာဆိုတဲ့ဆရာတော်ကြီးကိုတွေ့ဖို့ရည်ရဲခဲ့ပေမဲ့သူမရောက်ခင်မှာဆရာတော်ကကွယ်လွန်သွားခဲ့ပါတယ်။တိပြက်ပွဲရာဖြစ်ခဲ့ပေမဲ့ဂျော့ကအိန္ဒိယမှာ9လကြာနေနိုင်ပြီးနောက်ဂျော့ကအမေရိကန်ကိုပြန်လာခဲ့ပါတယ်။ဂျော့ကအာတာရီကို ပြန်ဝင်ခဲ့ပြီး Breakout ဆိုတဲ့ Arcade Video Gaming Dress Circuit Board တစ်ခုဖန်တီးဖို့တာဝန်ပေးခံခဲ့ရပါတယ်။ ဒါပေမဲ့ဂျော့ကစာကစ်ဘုတ်ဒီဇိုင်းကို လုံးဝမတက်ခဲ့ပါဘူး။အဲဒီတော့သူက Bonnie's နဲ့လိုအပ်သဘောတူညီချက်တစ်ခုလုပ်ခဲ့ပါတယ်။ချစ်ယူတက်ကိုရှော့နိုင်ရင်ငွေကြေးတစ်ဝက်စီခွဲယူမယ်။ Bonnie's ကအန်အဖွဲရအလုပ်တစ်ခုကိုပြခဲ့ပါတယ်။ချစ်ယူတက်ကို66ခုကနေ46ခုထိရှော့ချခဲ့ပါတယ်။ဒီဇိုင်းက assembly line မှာလည်းပြန်လုပ်ဖို့မဖြစ်နိုင်တော့အောင်တင်းချက်ခဲ့ပါတယ်။ဒါမဲ့ Joker Bonnie's ကိုလိန်ညာခဲ့ပါတယ်။ အတာရီကဒေါ်လာ9000ပေးခဲ့တာကိုဂျော့က900ပဲရတယ်ပြောပြီးတော့ Vonnies ကိုဒေါ်လာ350ပဲပေးခဲ့ပါတယ်။ Vonnies ကနှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာအမှန်တရားကိုသိရှိခဲ့တာဖြစ်ပါတယ်။ John နဲ့ Vonnies တို့က1985ခုနှစ်မှာ Homebrew Computer Class ရဲ့အစီဝေးကိုတက်ရောက်ခဲ့ပါတယ်။ Eric Clapton မှာပထမဆုံး Apple Computer ဖွံ့ဖြိုးရေးနဲ့ဈေးကွက်ရောက်ရှိမှုအတွက် stepping stone ဖြစ်လာခဲ့ပါတယ်။အဲဒီကနေတစင်းသူတို့က Apple computer ကို Joy ရဲ့အိမ်ရဲ့ ground ထဲမှာ1986ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်။ Steve Jobs နဲ့ Steve Wozniak တို့ကသူတို့ရဲ့နည်းပညာအိမ်မက်တွေကိုကောင်းထည်ပေါ်ဖို့အတွက်ကုမ္ပဏီနာမည်တစ်ခုလိုအပ်လာခဲ့ပါတယ်။ဒီချိန်မှာကုမ္ပဏီနာမည်ကို Apple လို့ခေါ်လိုက်ပါတယ်။ကုမ္ပဏီနာမည်ကို Apple လို့ဘာကြောင့်ခေါ်လာလဲဆိုရင် Joe Gurdan က Apple ဆိုတဲ့နာမည်ဟာပျော်စရာကောင်းတယ် ဆရာထက်သန်စီတယ်။နောက်ပြီးဘသူကမှမကြောက်ရွံ့ဘူးသူခံစားရတာလို့ပြောပါတယ်။ဒါပြင်သူရဲ့ memory ဟာ Atari company ထဲဖုန်းစင်းတွေမှာအရင်ရောက်စီတယ်ဆိုတဲ့အချက်ကလည်းသူ့ကိုသဘောကျစေခဲ့ပါတယ်။ဒီလိုရိုးရှင်းတဲ့အကြောင်းရင်းနဲ့ပဲကမ္ဘာအကြီးဆုံးနည်းပညာ company တွေထဲကတစ်ခုရဲ့နာမည်က Apple ဆိုပြီးတော့ဖြစ်လာခဲ့တာပါ။ John A. Honeywell တို့ဟာ Home Computer Club မှာအစည်းအဝေးတွေတက်ရောက်ခဲ့ကြပြီးဒါဟာပထမဆုံး Apple computer ကိုတည်ထွင်ဖို့လမ်းမေးခဲ့တာဖြစ်ပါတယ်။ ။ Ornius က Apple 1ကိုတီထွင်ခဲ့ပြီးတော့ Jaw ကပြန်လည်ရောင်းချဖို့အကြံပြုခဲ့ပါတယ်။ဘိုင်ရှင်ပေါ်ကစိတ်ဝင်စားတယ်လို့ပြောပြီးဆက်လုံး90ကို Aura တင်မယ်။တစ်လုံးကိုဒေါ်လာ9000စီပေးမယ်လို့ကတိပြုခဲ့ပါတယ်။ Jaw က Bishop ကနေရလာတဲ့ Party Aura ကိုပြပြီးတော့ Cash on Delivery ဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်။ Jaw က Karma Electronic ကိုအကျွေးနဲ့ပစ္စည်းတွေပေးဖို့ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ကွန်ပျူတာတွေပို့ပြီးမှပေးချိန်မယ်လို့ပေါ့ Apple ရဲ့ Apple II ကွန်ပျူတာဟာအောင်မြင်မှုကြီးတစ်ခုရရှိခဲ့ပြီးတော့စီးပွားရေးအသင့်တော်ဆုံး platform တစ်ခုဖြစ်လာခဲ့ပါတယ်အဲဒီအချိန်မှာ Mike McCullough ဆိုတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်က John Warnies ကိုဒေါ်လာ2သိန်းခွဲယင်းနှီးမြှုပ်နှံမှုပေးခဲ့ပြီးတော့ Apple ရဲ့အောင်မြင်မှုမှာသူကအဓိကကျလာသူတစ်ယောက်ဖြစ်လာခဲ့ပါတယ် Apple အောင်မြင်နေချိန်မှာ Joy ရဲ့ကိုယ်ပိုင်ဘဝဟာနည်းနည်းတော့ရှုပ်ထွေးလာခဲ့ပါတယ်။သူ့ရဲ့ရည်စားအောင် Brandon ကအိန္ဒိယပြန်လာပြီး Joy ကိုမိဘတွေအိမ်မှာတွားလဲခဲ့ပါတယ်။အဲဒီချိန်မှာသူတို့လည်းပြန်ပြီးတော့ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ဂျောရဲ့ဘဝမှာပြောင်းလဲတာတွေကသူ့ရဲ့ဆရာတော်ကြောင့်လို့ Brandon ကထင်ခဲ့တာပါ။ဂျောကလည်းသူ့ရဲ့ Apple ကွန်ပျူတာကို Brandon ကိုပြသတာခဲ့သေးပါသေးတယ်။ Bonnie's ကဂျောက Apple 1ကနေရှေ့ဆက်ပြီး Apple 2ကိုစတင်တည်ထောင်ခဲ့ကြပါတယ်။ Graphic ကလည်းပါပါတယ်၊ Color လည်းပါတယ်လို့ပြောရပါမယ်။ဂျောကကွန်ပျူတာကို သူ့တာကနေထုတ်လိုက်တာနဲ့တုံးလို့ရအောင်လုပ်ချင်ခဲ့ပါတယ်။သူရဲ့ iconic style ကိုလည်းပြသခဲ့ပါရယ်ဒါပေမဲ့ joy ရဲ့အောင်မြင်မှုတွေတူးမြားလာတာနဲ့အများ brand name နဲ့သူရဲ့ဆက်ဆံရေးကပိုပြီးတော့ရှုပ်သေးပြီးတော့ပိုပြီးတော့ခက်ခဲလာပါရယ် ရင်းနှင်းကဆက်ဆက်ရေးကိုအဆုံးသတ်ဖို့စဉ်းစားလာခဲ့ပါတယ်။အဲဒီချိန်မှာ Ref Horse ဆိုတဲ့အပယ်ဝင်တဲ့တယောက်ကပါတနာရှစ်လုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ကျော့ကလည်းဒါသူမရဲ့အမှုညာဆန်းရည်တဲ့ကောင်းတယ်လို့ထင်ပါတယ်။ဒါပေမဲ့ Brendan ရဲ့ဘွားကအချိန်မှဆုံးအပြောင်းလဲနဲ့ရေဆိုင်ရပါတယ်။သူကိုဝင်ရှိနေပြီဆိုတာသိလိုက်ရတာပါ။ Joe Arrow Parking ဖြစ်ပါတယ်။ Joe ရဲ့တုတ်ပြတ်မှုက Brendan အတွက်အရင်ကြောက်စရာကောင်းခဲ့ပါတယ်။သူကကိုဝင်အကြောင်းကိုစကားမပြောချင်ခဲ့ဘူးကိုဝင်ဖြစ်ကြဖို့လည်းမတောင်းဆိုခဲ့ပါဘူး Brendan ကိုယ်တိုင်ကလည်းဘာလုပ်ရမှန်းမသိအောင်ခံစားရရပါတယ် ဂျော့ရဲ့ဆရာဖြစ်သူကတော့ဘရင်ဒန်ရဲ့ကလေးကိုမဖျက်ချဖို့တာဝန်ခဲ့ပါတယ်။ဂျော့ကဘရင်ဒန်ကိုအလုဆက်လုပ်ဖို့တွန်းအားပေးပေမဲ့ဘရင်ဒန်ကတော့အလုခွင်မှာကိုဝင်တဲ့နေရာမှာကိုအရှက်ရလို့အင်တဲရှစ်ကိုညင်းဆုပ်ပြီးတော့အပယ်ကနေထွက်သွားခဲ့ပါတယ်။ဂျော့ကလည်းဘရင်ဒန်ကိုငါဘရောမမကူညီဘူးလို့ပြောခဲ့ပြီးတော့ကောလာဟလာတွေဖြန့်ခဲ့ပါသေးတယ်။အဲ့လိုခက်ခဲတဲ့ခြေနေကြပါပဲ1988ခုနှစ်မေလ18ရက်နေ့မှာဘရင်ဒန်ကလေဆာဘရင်ဒန်ကိုဝေးဖားခဲ့ပါတယ်။ဂျော့ကအဲ့ဒီအချိန်မှာအသက်23နှစ်သာရှိပါသေးတယ်။ ဂျော်ကကလေးရဲ့နာမည်ကိုလီစာလို့သဘောတူခဲ့ပါတယ်။ဒါပေမဲ့သူကအများသူငယ်ရှိမှလူစာရဲ့ဖခင်ဖြစ်တာကိုငြင်းဆန်ခဲ့ပါတယ်။နောက်ပိုင်းမှသိလိုက်တာကတော့ဂျော်ကလီစာလို့နာမည်ပေးထားတဲ့ကုမ္ပဏီအစ်ကိုတီထွင်မှုစီစဉ်လေခဲ့တာပါ။ဒီလိုပါပဲဂျော်ရဲ့အောင်မြင်မှုတွေတိုးဝလာတဲ့အမျှသူ့ရဲ့ကိုယ်ပိုင်ဘဝမှာတော့ချစ်ချင်းမေတ္တာနဲ့ဆုံးရှုံးမှုတွေကအတူတကွရောရှက်နေခဲ့ပါတော့တယ်။အဘေဒူရဲ့အောင်မြင်မှုကကုမ္ပဏီကိုနီးမြညာလောကရဲ့ထိုင်ဆုံးကိုပို့ဆောင်ပေးခဲ့ပါတယ်။ဒါပေမဲ့ Steve Jobs ကအဲ့ဒီမှာရန်နံ့နေခဲ့သူမဟုတ်ပါဘူး။ ူ့ရဲ့စိတ်ထဲမှာတော့နောက်ထပ်ပို့ပြီးတော့ကောင်းမွန်တဲ့အရာကိုတည်ထင်ကျင်နေသူဖြစ်ပါတယ်။သူက Zero Park ကိုတွားရောက်လေ့လာခဲ့ပြီးအဲဒီမှာ graphic အသုံးပြုသူဖြစ်နေပြီး GUI ပါဝင်တဲ့ကွန်ပျူတာတွေရဲ့အနာဂတ်ကိုမြင်တွေ့ခဲ့ရပါတယ်။ဒါဟာ Joy ရဲ့စိတ်ထဲမှာလုံးဝအတိတ်ကူဖြစ်ပြီးဖန်တီးဖို့ကိုစိတ်ကူးပေးခဲ့တာပါ။အဲ့ဒါကတော့ Macintosh ရဲ့မွေးပါခြင်းပါပဲ။ ကျော်ကကွန်ပျူတာကိုရိုးရိုးလှုပ်လှုပ်တဲ့စက်မဟုတ်ပဲအနုပညာလိုက်ရာတစ်ခုလုံးဖန်တီးကျင်ခဲ့ပါတယ်။ Macintosh project ဟာကျော်ရဲ့ပြည်ပစုံမှုပေါ်ထားရှိတဲ့ဆွဲလမ်းမှုကြောင့်အလွန်ခက်ခဲကြမ်းတမ်းခဲ့ရပါတယ်။ engineer တွေကသူ့ရဲ့အသေးစိတ်အပေါ်ထားရှိတဲ့မြုံနိုင်စရာအာရုံစိုက်မှုတွေကြောင့်အတော်လေးပင်ပန်းခဲ့ကြရပါတယ်။ဒါမှမဟုတ်အဲဒီဆွဲလမ်းမှုကနေ Macintosh ကိုတကယ်ကိုထူးခြားတဲ့စက်တလုံးအဖြစ်လာစေခဲ့ပါတယ်။အဲဒီအချိန်မှာပဲ Joy and Pop ကိုဒီဘဝမှာအပြောင်းလဲတွေဖြစ်ပေါ်လာခဲ့ပါတယ်။ သူနဲ့ Brandon တို့ရဲ့ဆက်သွယ်ရေးမှာပုံမရှုပ်ထွေးလာခဲ့ပါတယ်။ Joy ရဲ့အလုပ်ပေါ်အားရဆမ်းမှုကသူတို့ရဲ့ဆက်သွယ်ရေးကို ထိခိုက်ခဲ့ပြီးတော့ Brandon ကဆက်သွယ်ရေးကိုအဆုံးသတ်ဖို့စဉ်းစားလာခဲ့ပါတယ်။သူတို့ရဲ့ဆက်သွယ်ရေးကတင်းမာလာပြီးအဆုံးမှာတော့ Joy ဟာ Brandon နဲ့သူ့ရဲ့သမီး Lisa ရဲ့ဖခင်ဖြစ်တာကိုရင်းဆန့်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ဒီလိုပုံကိုရရှုပ်ထွေးတွေက Joy ရဲ့စိတ်ဝင်ဆိုင်ရာကိုလည်းတည်ရောက်မှုရှိခဲ့ပါတယ်။1984ခုနှစ်ကိုရောက်တဲ့အခါဂျော့က1984ဆိုတဲ့ကြော်ညာကားကြီးကိုမိတ်ဆက်ခဲ့ပါတယ် အဲ့ကြောင့်ညမှာ IBM ကိုစင်ခွင့် Apple ကကဘာကြီးကိုပြောင်းလဲမဲ့အင်အားစုတစ်ခုဖြစ်ကြောင်းကိုပြသခဲ့ပါတယ်။ဒါဟာသမိုင်းဝင်ကြော်ညာတစ်ခုဖြစ်ခဲ့ပါတယ်။ဘောဒရိုက်တာတွေကဂျော့ကအရန်ကိုငယ်တယ်စီမံခန့်ခွဲမှုအတွင်းပြုံမရှိသေးဘူး။ဒါကြောင့်လူကြီးတယောက်ကိုလိုတဲ့အတွက်ဂျော့ကဂျွန်စကာလီကိုပက်စီကနေခေါ်ယူခဲ့ပါတယ်။ဒါပေမဲ့အောင်မြင်မှုတွေရဲ့နောက်ကွယ်မှာအမောင်ကန်းတွေရရှိနေတတ်ပါတယ်။အပေရဲ့ဘောဒရိုက်တာတွေကဂျော့ရဲ့စီမံခန့်ခွဲမှုပုံစံကိုမကျင့်သက်ခဲ့ကြပါဘူး။ EU ကို Josh Canley နဲ့ John နဲ့ Ja မှာအမြင်တွေကွဲပြားလာပြီးတော့ပြိပခါတွေပြင်းထန်လာခဲ့ပါတယ်။ Josh ကပြီးပြည့်စုံမှုကိုလိုချင်ပဲဖြစ်မဲ့ Canley ကတော့အမျက်ဆုံးကိုဦးစားပေးခဲ့ပါတယ်။ Matt ထွက်လာခဲ့ပြီးတော့ Matt ကဈေးကြီးလွန်းတဲ့အပြင်စော်ဝဲတွေကလည်းနည်းလွန်ပြီးအရောင်းကလည်းမျောမှန်းထားတော့မရတာကြောင့်ပြဿနာဖြစ်ခဲ့ရပါတယ်။1985ခုနှစ်မှာ Apple ရဲ့ရုံးခန်းကြီးထဲမှာအရေးကြီးတဲ့စီးကွေးတစ်ခုကျင်းပခဲ့ပါတယ်။ Steve Jobs ကခေါင်းဆောင်တွေရဲ့ရှေ့မှာရပ်နေပါတယ်။ Josh Galli ကသူ့ကိုမျက်လုံးစုံနဲ့ငဲကြည့်နေပါတယ်။ ဘောဝဒရိုက်တာတွေကတိတ်ဆိတ်စွာစောင့်ကြည့်နေကြပါတယ်ဂျော့ကငါ့ကိုအလုပ်ထုတ်ဖို့စီစဉ်နေတယ်ဆိုတာမှန်လားလို့စကာလီကမေးပါတယ်အခန်းထဲမှာလုံးဝတိတ်ဆိတ်သွားခဲ့ပါတယ်ဂျော့ကမျက်နှာငယ်နဲ့ဘာမှမပြောနိုင်ခဲ့ပါဘူးစကာလီကဘောဝဒရိုက်တာတွေကိုပြောပါတယ်ရွေးပါသူနဲ့ငါတယောက်ယောက်ကိုရွေးပါလို့ပြောတဲ့အခါမှာတော့ဘောဝဒရိုက်တာတွေကဂျွန်စကာလီကိုရွေးလိုက်တဲ့အတွက်ဒါကဂျော့အတွက်အကြီးမားဆုံးထိုးနှက်မှုတစ်ခုဖြစ်ခဲ့ပါတယ်ကိုပိုင်တူထောင်ခဲ့တဲ့ကုမ္ပဏီကနေသူ့ကိုအလုပ်ထုတ်ခံလိုက်ရတဲ့အထိဖြစ်ခဲ့ရပါတယ်။သူ့သက်30ရွယ်မှာကိုတီတင်ခဲ့တဲ့ကုမ္ပဏီကနေအလုပ်ဖြုတ်ခံလိုက်ရတာပါ။ ဒါကျော်ရဲ့ဘဝမှာအဆိုးအဝါဆုံးဖြစ်ပျက်လို့ထင်ရပေမယ့်တကယ်တော့ဒါသူ့ရဲ့အကောင်းဆုံးခန်းကဏ္ဍတွေရဲ့အစာလို့ပြောလို့ရပါတယ်ဂျော်ကအပက်ကနေထွက်ပြီးတဲ့နောက်မှာ NES Computer Company ကိုတည်ထောင်ခဲ့ပါတယ်ဒါအပြင်ဒါအပြင် Power Animation Studio ကိုလည်းရင်းနှီးမြှုပ်နှံခဲ့ပြီးတော့ Twin Studio လို့နာမည်ကျော်ကာတွန်းကားကြီးတွေထပ်ရှိလာခဲ့ပါတယ်ဒါကကဘာပရမဆုံး Computer Animation နဲ့ရုပ်ရှင်ဇာတ်ကားကြီးပါအလွန်အမင်းကိုအောင်မြင်ခဲ့ပါတယ်ဂျော်ကပစီယာကို Store စီကွက်မှာရောင်းချလိုက်ပါတယ် သူ့ရဲ့ရှယ်ယာတွေက2ဘီလီယံဒေါ်လာထက်ပိုပြီးတော့တန်မှုကြီးသွားပါတယ်။အဲဘက်ကနေထုတ်ပယ်ခံရတာကဂျော့အတွက်အကြီးမားဆုံးဆုံးရှုံးလို့ထင်ရပေမဲ့တကယ်တမ်းမှာတော့ဒါဟာသူ့ဘဝရဲ့အကောင်းဆုံးခန်းကဏ္ဍတွေရဲ့အစဖြစ်ခဲ့ပါတယ်။သူက Nest Computer Company ကိုတည်ထောင်ပြီးနိမညာပိုင်းမှာထူးခြားတဲ့ကွန်ပျူတာတွေကိုဖန်တီးခဲ့ပါတယ်။ အဲဒီကွန်ပျူတာတွေကအတော်လေးဈေးကြီးပြီးရောရောင်းရတာတိတ်မကောင်းခဲ့ပေမယ့်မိမိညာပိုင်းမှာအလွန်ရှည်တန်းကြခဲ့ရပါတယ်။အဲဘက်ကနေထွက်ခွာပြီးတဲ့နောက်မှာဂျော်ဟာသူ့ရဲ့ Green Nan နဲ့ဆက်ဆံရေးကိုပြန်လည်တည်ဆောက်ခဲ့ပါတယ်။သူက Green Nan ကိုသူ့ရဲ့အပြစ်မှုတွေတောင်းပန်ခဲ့ပါတယ်။သူရဲ့သမီး Lisa နဲ့လည်းဂျော်ရဲ့ဆက်ဆံရေးပုံမကောင်းမွန်လာခဲ့ပါတယ်။ Lisa ကို Lisa Brennan Joe လို့နာမည်ပြောင်းဝင်ပေးခဲ့ပါတယ်။သူ့ရဲ့ညီမ Mona ရဲ့အကူအညီနဲ့ဂျော်ဟာသူ့ရဲ့မွေးခြင်းမိဘတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါသူ့ဘဝရဲ့နောက်ထပ်အရေးပါတဲ့အခန်းကဏ္ဍဖြစ်ခဲ့ပါတယ်။ဂျော့အလရင်းနဲ့1989ခုနှစ်မှာတွေ့ဆုံပြီးတော့1992ခုနှစ်မှာလက်ထပ်ခဲ့ပြီးတော့တာသမီ၃ယောက်မွေးဖွားခဲ့ပါတယ်။ဂျော့ဟာမိသားစုကိုအရင်ချစ်မြတ်နေခဲ့သူဖြစ်ပြီးတော့သူ့ရဲ့အချိန်ကိုအများဆုံးမိသားစုနဲ့ကုံဆုံးစေခဲ့ပါတယ်။ဒါပေမဲ့အောင်မြင်မှုတွေထွတ်ထွတ်ရောက်နေတဲ့အချိန်မှာပဲဂျော့ရဲ့ကျန်းမာရေးကဆိုးရွားလာခဲ့ပါတယ်။2003ခုနှစ်အောက်တိုဘာမှာသူဟာပန်ခရီးယားကင်ဆာရောဂါကိုစတင်ခံစားခဲ့ရပါတယ်။အဲ့ဒါကအသက်အန္တရာယ်အလွန်များတဲ့ကင်ဆာပါ ဆရာတွေကချက်ချင်းခွဲစွန်းမှုလုပ်ရင်ကုသလို့ရတယ်လို့ပြောပေမဲ့ဂျော့ကတဘာဝကုထုံးတွေကိုပဲယုံကြည်ခဲ့ပါတယ်။ဒါကနောက်ပိုင်းမှာသူ့ရဲ့အသက်ကိုပါထိခိုက်စေခဲ့ပါတယ်။1998ခုနှစ်မှာအဲဘက်ကဒေဝါလီခံနေပါပြီ။မဲရဲ့အယောင်ကကြာဆင်းနေပါပြီ။ကုမ္ပဏီမှာပတ်စံ300ဆရာပဲကျန်တော့ပါတယ်။အပဲ CEO ကအန်အောဝဲတစ်ခုလုပ်ခဲ့ပါတယ်။သူကစတိဗ်ဂျော့ကိုလမ်းခေါ်ပြီးတော့စတိဗ်ရေကူညီပေးပါအပဲကိုကယ်ပါအောင်လို့ပြောလိုက်ပါတယ်။ ဂျော်ကအချိန်ကြာကြာတွေးတော့ခဲ့ပါတယ်။ Apple ကသူ့ကိုစွန့်ပစ်ခဲ့တဲ့ကုမ္ပဏီပါ။ဒါပေမဲ့ Apple ကသူ့ရဲ့ပရမဆုံးချစ်ခြင်းလည်းဖြစ်ပါတယ်။ဂျော်ကပြောပါတယ်။ကောင်းပါတယ်။ငါပြန်လာမယ်။ဂျော်ကရသက်ပတ်တင်းမှာပဲ Apple ကိုလုံးဝပြောင်းလဲပစ်လိုက်ပါတယ်။သူကထုတ်ကုန်ရဲ့80ရာခိုင်နှုန်းလောက်ကိုဖျက်ပစ်လိုက်ပါတယ်။ငါတို့ကအကောင်းဆုံးထုတ်ကုန်၄ခုပေါ်မှာအာယုံစိုက်မယ်လို့သူကပြောပါတယ်။လူတွေကယူသွန်းနေပြီလို့ပြောကြပါမယ်။ဂျော့က iMac ကိုမိတ်ဆက်ပြီး Apple ရဲ့ design နဲ့ဖန်တီးမှုတွေကိုပြန်လည်အသက်သွင်းခဲ့ပါတယ်။ ဒါဟာအပဲကိုကပတ်အောင်မြေဆုံးကုမ္ပဏီတွေကတခုဖြစ်လာစေဖို့အဓိကအထောက်အကူပြုခဲ့ပါတယ်။ဂျော့ကာအိုင်ဘော့ကိုတီထွင်ခဲ့ပြီးတော့တေးကီတာလောကကို Digital Case ကိုပို့ဆောင်ပေးခဲ့ပါတယ်။ iTunes Store ကနေတရားဝင်တချင်းဝယ်ယူမှုကိုပြုလုပ်ခဲ့ပါတယ်။2009ခုနှစ်မှာ iPhone ကိုမိတ်ဆက်ခဲ့ပြီးတော့ Smartphone လောကကိုလုံးဝပြောင်းလဲပစ်ခဲ့ပါတယ်။2010မှာ iPad ကိုမိတ်ဆက်ခဲ့ပြီးတော့ကွန်ပျူတာတွေရဲ့အနာဂတ်စီကိုဦးတည်သွားစေခဲ့ပါတယ်။ 2017ခုနှစ်မှာဂျော့ရဲ့ကျမ်းမာရေးကဆိုးရွားလာခဲ့ပြီးစီဦးရာထူးကနေပြီးတော့နှုတ်ထွက်ခဲ့ရပါတယ်။2017ခုနှစ်အောက်တိုဘာ9ရက်နေ့မှာတော့သူကအသက်56နှစ်အရွယ်နဲ့ကွန်လင်ခဲ့ပါတယ်။သူ့ရဲ့နောက်ဆုံးစကားလုံးတွေကတော့အိုဝါဝါအိုဝါဝါဖြစ်ပါတယ်။စတီဂျော့ရဲ့ဘဝဟာစိန်ခေါ်မှုတွေအောင်မြင်မှုတွေနဲ့ပြည့်နေနေတဲ့ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။သူကတည်တင်ဆန်းသက်မှုကဘာကိုပြောင်းလဲစေလိုတဲ့စိတ်ဓာတ်တွေနဲ့အတူဒီပညာလောကမှာအမြဲတမ်းမှတ်တိုင်တစ်ခုဖြစ်ကြံရှိနေမှာပါ။ စတီဗ်ဂျော့ရဲ့ဘဝခီးရာအစာတဲကလွန်ခက်ခဲခဲ့ပြီမဲ့သူ့ရဲ့အိမ်မက်သူ့ရဲ့ရည်ရွယ်ချက်နဲ့သူ့ရဲ့မလျှော့တဲ့ဇွဲလုံးလားတွေကြောင့်ကဘာကြီးကိုပြောင်းလဲစေနိုင်ခဲ့တဲ့ဒဏ္ဍာရီတစ်ခုဖြစ်ခဲ့ပါတယ်။ Epic ကနေထုတ်ပြန်ခံရတာ Epic ကနေထုတ်ပြန်ခံရတာကိုပိုင်ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲကျမ်းမာရေးပြဿနာတွေကြားကနေတော့သူကဘတော်မှလက်မလျှော့ခဲ့ပါဘူး။အဲဒီရှင်တွေကပဲသူ့ကိုပို့ပြီးတော့ခွန်အားရှိသူ ပိုပြီးပညာရှိသူဖြစ်လာစေခဲ့တာပါ။ဂျော့ဟာတင်ဒီဖရက်ဆိုတဲ့စိတ်ဓာတ်ကိုအမြဲတမ်းလက်ကင်ထားခဲ့ပါရယ်။ရိုးရိုးမဟုတ်ပဲလုံးဝကွဲပြားတဲ့လူကြီးရဲ့ဘဝကိုတကယ်ပြောင်းလဲစေမယ့်ထုတ်ကုန်တွေကိုဖန်တီးဖို့ကြိုးစားခဲ့ပါရယ်။ iPhone, iPad, iMac တို့ဟာသူ့ရဲ့အိမ်မက်တွေရဲ့ရလက်ပါပဲ။သူကအသေးစိတ်တိုင်းကိုအရေးကြီးတယ်လို့ယူကြည်ပါရယ်။ကွန်ပျူတာရဲ့ဒီဇိုင်း၊ software တွေရဲ့လုပ်လုပ်ပုံ၊ packaging အထိရရာတိုင်းဟာပြည့်ပြည့်စုံအောင်ကြိုးစားခဲ့ပါရယ်။ဂျော့ဟာနီးပညာကိုအနုပညာနဲ့ပေါင်းစပ်ခဲ့ပါရယ်။ သူရဲ့ထုတ်ကုန်တွေကနီးပညာရေးဆင်းမြင့်ုံတာမကလှပပြီးအသုံးပြုရလက်ကူတဲ့အမှုပညာလက်ရာတွေလည်းဖြစ်ခဲ့ပါတယ်။သူကြုံခဲ့ရတဲ့အရှုံးတွေအမားတွေကနေအမြဲတမ်းသင်ငယ်စာယူခဲ့ပြီးတော့အဲ့အရာတွေကိုအောင်မြင်မှုစီဥတည်ဖို့အသုံးပြုခဲ့ပါတယ်။စီပကျော့ရဲ့ဇလန်းကမွေးဖွားခြင်းကနေကွယ်လွန်ခြင်းထိခက်ခဲမှုရုန်းကန်မှုတီထွင်ဆန်းသွင်းမှုအောင်မြင်မှုတွေနဲ့ပြည့်နေတဲ့အိမ်မက်ခီးတစ်ခုဖြစ်ပါတယ်။ သူရဲ့အမွေနဲ့ကတော့နိမညာလောကမှာထာဝရတည်ရှိနေမှာပါဒီဇလန်ကိုကြည့်ရှုနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်စတီကျော့ရဲ့ဘွားခီးကနေဘာတွေတင်ယူခဲ့ရပါလဲဘာတွေမှတ်သားခဲ့ရပါလဲအောက်ကကွန်မန့်လေးမှာမျှဝေခဲ့ပါအောင် like and subscribe လုပ်ပေးဖို့လည်းမမေ့ခဲ့ပါနဲ့အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းတယောက်ချင်းဒီတိုင်းကိုကျေးဇူးတူရှိရှိပါတယ်အားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ် bye bye